မင်္ဂလာပါရှင်ကျမတော့ဖူအီနွယ်ပါ DVU မြင့်တန်ကြရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါစစ်တပ်အခြေစိုက်ရာနေပြည်တော်ရှိအ धिक လမ်းမကြီးတွေရဲ့လမ်းဘေးပညာမှာလမ်းနဲ့အတွင်ကျူးကျော်နေထိုင်သူတွေကိုရှင်းလင်းဖယ်ရှားနေလို့သိရပါတယ်အ धिक လမ်းမကြီးတွေရဲ့လမ်းဘေးလမ်းနဲ့အတွင်ကျူးကျော်ဝင်ရောက်နေထိုင်သူတွေကိုအခုနှစ်ကုန်မတိုင်ခင်အပြီးဖယ်ရှားဖို့စီစဉ်နေတာပါ အခုလိုဖယ်ရှားဖို့နဲ့ပတ်သက်ပြီးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုအော်တိုဘားလ24ရက်ကနေပြည်တော်ကောင်စီမြို့တော်ခန့်မှမှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအစည်းအဝေးမှာစစ်ကောင်စီဥက္ကဋ္ဌဦးတန်းထွန်းဦးကနေပြည်တော်ကိုခင်မီစံပြမြို့တော်ဖြစ်အောင် ဆောင်ရွက်နေကြောင်းအခုလိုဆောင်ရွက်နေရမှာ မြို့တော်ရဲ့ဂုံကိုထိခိုက်စေတဲ့လမ်းနယ်နမိတ်အတွင်းနဲ့လမ်းနယ်နမိတ်ပြင်ပတွေမှာဆောက်လုပ်ထားတဲ့အဆောက်အုံတွေကိုလှုပ်ထုံးလုံနီးစီးမြင်ဥပဒေရင်းနဲ့အညီဖယ်ရှားဖို့လိုအပ်တယ်လို့ပြောကြားခဲ့တာပါ။နေပြည်တော်အဓိက လမ်းမကြီးတွေဘေးကကျူးတွေကိုဖယ်ရှားနေတယ်လို့ တစ်ဖက်မှာလည်းနေပြည်တော်မြို့တော်ခန်းမှအနီးမှာပြည်သူရင်ပြင် နေပြည်တော်မြို့အဝင်မှာမြို့အဝင်ဆိုင်းပုတ်တွေကိုပြုလုပ်နေပြီးစစ်ကောင်းဆောင်ကိုရိုင်းအောက်တဘာလ28ရက်ကလှည့်လည်ကြီးရှုခဲ့တယ်လို့သိရပါတယ်ရှင်ကမ္ဘာနိုင်ငံအသီးသီးကိုဒုက္ခပေးနေတဲ့ကြားဖြန့် online လိမ်လည်မှုနဲ့ဆက်နွယ်နေတဲ့အကြမ်းဖက်စစ်တပ်ကိုနိုင်ငံတကာအတိုင်းအဝိုင်းကအခုထပ်ပုံပြီးပိတ်ဆို့အရေးယူဖို့အမျိုးသားညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေပုံလက်ကထပ်ပြီးတော့တိုက်တွန်းလိုက်ပါတယ်။ ဒီနေ့အော်တိုဘာလ28ရက်မှာပြုလုပ်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်ကနေအဲ့ဒီလိုတိုက်တွန်းလိုက်တာဖြစ်ပါတယ်။ကြားဖြတ်လုပ်ငန်းနဲ့ဆက်နွယ်နေတဲ့စစ်အုပ်စုကိုအရေးယူဖို့နဲ့ဒီလုပ်ငန်းတွေရဲ့နောက်ကွယ်မှာမြန်မာစစ်တပ်ခေါင်းဆောင်တွေထက်ထဲဝင်ဝင်ပါဝင်ပတ်သက်နေတာကိုသိမြင်ပြီးဒီအရင်းမြစ်ကိုဖျက်နိုင်ကာမှဒီကိစ္စတွေချုပ်ငိမ့်မယ်လို့ဦးနေပုံလက်ကဆိုပါတယ်။အွန်လိုင်းကြားဖြတ်လိမ်လည်မှုလုပ်ငန်းတွေအပါအဝင်နေဆက်ဖြတ်ကျော်ရာဇဝတ်မှုခင်းတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာအတိုက်အဝိုင်းကဖြည့်ရှင်းဖို့ကြိုးပမ်းဆောင်ရွက်နေမှုတွေကိုအမျိုးသားညွရေးအစိုးရအနေနဲ့အတိမတ်ပြုချီးကျူးဂုဏ်ပြုသလိုပူးပေါင်းဆောင်ရွက်ဖို့လည်းအမြဲအသင့်ရှိတယ်လို့လည်းဆိုပါရရှင်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မှာကျင်းပပြုလုပ်မဲ့တစောင်းနိုင်ပွဲတော်အတွင်းရင်ကျောပိတ်ဆို့မှုတွေမဖြစ်စေဖို့တောင်ကြီးမြို့ပေါ်ဝင်ရောက်ဖြတ်တန်းပြေးဆွဲနေကြတဲ့ကုန်တင်ရင်တွေအားလုံးပွဲတော်ကာလအတွင်းဖြတ်တန်းခွင့်ယာယီပိတ်ထားမယ်လို့သိရပါဗျ။ အော်တိုဘာလ29ရက်ကနေနိုဝင်ဘာလ5ရက်အထိညနေ4နာရီကနေနောက်တစ်နေ့မနက်4နာရီအတွင်းကုန်တင်ကားတွေကိုဖြတ်တန်းခွင့်ပိတ်ထားမယ်လို့သိရပါဗျ။ဒါပေမဲ့အော်တိုဘာလ28ရက်နေ့ကစပြီးတောင်ကြီးမြို့ကိုဖြတ်တန်းသွားလာမယ့်ကုန်တင်ယာဉ်တွေအနေနဲ့ညုံမီလန်းစုံကနေမြို့ဆောင်လမ်းအတိုင်းစက်မှုစုံဝင်းမြူရီစုံကနေတဆင့်ညောင်ရွှေမြို့ကိုဖြတ်တန်းတဲ့လမ်းကြောင်းအတိုင်းသွားလာနိုင်တယ်လို့အသိပေးထားတာပါ။တောင်ကြီးတဆောင်နိုင်ပွဲတော်ကိုအခုနှစ်အောက်တိုဘာလ29ရက်ကနေစပြီးတော့ရှီကားတိုက်မြိုက်စွာကျင်းပပြုလုပ်မှာဖြစ်ပြီး ညာမီးကြီးစိန်နာပံမိဘုံတွေအပါအဝင်မိဘုံပြန်အလုံး80နဲ့ပြုလုပ်သွားမယ်လို့မိဘုံပြန်ပွဲတော်ကျင်းပရေးကော်မတီကထုတ်ပြန်ထားပါတယ်ရှင်တနင်္သာရီတိုင်းဘိတ်ခရိုင်တနင်္သာမြို့နယ်လေးမိုင်ကြီးရွာကိုအော်တိုဘားလ28ရက်မိုးလွယ်ပိုင်းမှာစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ပြီး point fight တွင်လည်းအဆက်မပြတ်ပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေကနေသိရပါဗျ။ဇဝဲကြီးရွာအုပ်စုလေးမိုင်ကြီးရွာအနီးစစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တွေကြားနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် နေ့လယ်2နာရီဝန်းကျင်မှာ Jet Fighter လင်းတစီးနဲ့ကြေးရွာတွေကိုပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ကြေးရွာနေပြည်သူတယောက်ကပြောပါတယ်။လေကြောင်းတိုက်ခိုက်မှုအပြင် point fight တွေနဲ့ဇဒိုက်ပစ်ခတ်ခဲ့တာကြောင့်အရသာပြည်သူထိခိုက်ဒေဆုံးခဲ့တယ်လို့သိရပေမဲ့အသေးစိတ်အတည်ပြုနိုင်ဖို့ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့အော်တိုဘလ20ရက်ကလေးကစဝဲအခြေဆိုင်ခမရ335တက်ရင်ကနေအင်အားတရာဝန်းကျင်ရှိတဲ့စစ်ကြောင်းတစ်ခုဟာထွက်ခွာလာပြီးစဝဲနဲ့တကူကြီးရွာကြားကဖာနီလေးမိုင်စတဲ့ကြီးရွာတွေမှာစစ်ရေးလှုပ်ရှားနေတာဖြစ်တယ်လို့သိရပါတယ်ရှင်တရုတ်မြန်မာနယ်စပ်ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ထားတဲ့နယ်စပ်ဂိတ်တွေအားလုံးနီးပါးကိုတရုတ်ဘက်ကပြန်ဖွင့်ပေးနေပြီလို့ KIA ကိုပြန်ကြားတဲ့တာဝန်ရှိသူကပြောပါရယ်စိုးသူအောင်သတင်းပေးပို့ထားပါရယ်ရှင်။ ရှင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ထားတဲ့တရုတ်မြန်မာနယ်စပ်ဂိတ်အားလုံးနီးပါးကိုအောက်တိုဘာ25ရက်ကစလို့တရုတ်ဘက်ကအကန့်အသတ်နဲ့ပြန်ဖွင့်ပေးနေပြီလို့ KIA ပြန်ကြားရေးအရှိကပြောပါရယ်။ဌာနချုပ်လိုင်းစာဂိတ်နဲ့မိုင်းကြိုင်အပါအဝင်2024ခုနှစ်မှာ KIA ကသိမ်းပိုက်ထားတဲ့လွေကျဲကံပိုက်တီဖီမွန်နဲ့မဝင်းကြီးအစရှိတဲ့နေရာတွေကနေဆက်ဂိတ်တွေကိုပြန်ဖွင့်ပေးနေတာဖြစ်ပါတယ်။ကဲနေဆက်တကြောလုံးကအလုံးဖွင့်ပေးလို့ပြောလို့ရတာပေါ့ ဒီကတော့ပြည်သူလူထုရဲ့သားသုံးခုပစ္စည်းကိုပဲအဓိကထားပြီးမှသူတို့တွေးကြတာဖြစ်ပါတယ်။သူမြင်နိုင်ထားတာကတော့မရှိဘူးအရင်ကလိုပေါ့နော်။အဲဥမာကျွန်တော်တို့ပဲကနေကြုတ်ပြီးကိုပဲကိုမယ်ဆိုလို့ရှိရောကျွန်တော်တို့ရဲ့လဝကကွင်ပြချက်အရာဒီလက်မှတ်တွေထုတ်ပေးပြီးမှသူပြည်ဘက်ကလည်းသူတို့ passport တို့ပြောမှာပေါ့အဲစာအုပ်အစိမ်းတို့ထုတ်ပေးတဲ့ပုံစံမျိုးနဲ့ဝင်ထွက်လုပ်ဖို့လို့တော့ပြောတယ် ဒါမှမဟုတ်ခုတတိကတော့ကျွန်တော်တို့ဘက်ကနယ်လဲဝင်တာတော့မရှိဘူးခင်ဗျ။ဟုတ်ကဲ့။နေစားဂိတ်တွေကိုပြန်ဖွင့်ပေးဖို့အတွက် KIO နဲ့တရုတ်အစိုးရအကြားမကြာခဏတွဲဆုံညှိနှိုင်းနေတယ်လို့လည်း DPP ကိုပြောထားပါတယ်။တရုတ်ဘက်ကဘာကြောင့်အခုလိုမျိုးနေစားဂိတ်တွေပြန်ဖွင့်ပေးနေတယ်ဆိုတာကို KIO ဘက်ကမပြောပေမဲ့စက်သုံးစီအပါအဝင် electronic ပစ္စည်းတွေစစ်ဘက်သုံးပစ္စည်းတွေကိုကန့်သတ်ထားပြီးလူသုံးကုန်နဲ့စားတောက်ကုန်ကိုပဲတီးတန့်တင်သွင်းခွင့်ပြုတာလို့သိရပါတယ်။ မြန်မာတရုတ်နယ်စပ်မှနေထိုင်တဲ့ဒေသခံတရုတ်ရဲ့ပြောပြချက်ကိုလုံခြုံရေးအရာ DVP သတင်းတော့ကအတန်အစားထုတ်ဖတ်ပြထားပါဗျ။တော်လန်းရာစုတွေကိုထောက်ပံ့ပေးနိုင်မဲ့ပစ္စည်းတွေထောက်ခွင့်မရှိဘူး။ကျန်တဲ့ပစ္စည်းတွေထုတ်နေတယ်။အင်စားပစ္စည်းတွေလူသုံးကုန်တွေတော့ထုတ်နေတာရှိတယ်။ကျွန်တော်တို့ဘက်ကနေတရုတ်ကိုပို့တဲ့ပစ္စည်းတွေလည်းကန့်သတ်မှုတွေရှိတယ်။ကျန်တွေစက်ကူလုံးမဲ့ပစ္စည်းတွေမပြောသေးတွေတော့ပို့နေတယ်။တချို့ပစ္စည်းတွေကြာအတိအကျမပြောနိုင်တာတွေရှိတယ်။အဖွဲ့အစည်းချင်းချင်းနားလည်မှုနဲ့လုပ်နေတာတော့ရှိတာပေါ့။သဘောတစ်ခုကမြေရှားနဲ့ တခြားအရေးကြီးပစ္စည်းကုန်ကျန်းတွေပို့တာတော့ရှိတာပေါ့လူကိုပဲအခုမှတရားဝင်ပုံစံဝင်လို့ရမယ်လို့ရေးလာတာပဲရှိသေးတယ်တရုတ်နိုင်ငံသားတွေမြန်မာဘက်ကိုဝင်ထွက်သွားလာလို့ရပါမယ်မြန်မာဘက်အခြားမှာလာဝကလူဌာနဆိုင်ရာတွေမရှိတာကြောင့်မြန်မာနိုင်ငံသားတွေတရုတ်နိုင်ငံတွေကိုဝင်လို့မရသေးဘူးလို့သူကဆက်ပြောပါတယ်တကယ်လို့ဂိတ်တွေအားလုံးပြန်ဖွင့်ပြီးလူအဝင်ထွက်ပါခွင့်ပြုခဲ့မယ်ဆိုရင်နေဆက်မှာနေထိုင်သူတွေအတွက်အလုံးလက်မဲ့ပြဿနာတွေကိုဖြေရှင်းပြီးသားဖြစ်လာမယ်အပြင် ကုန်စည်နှုန်းတွေလည်းကျဆင်းနိုင်တာကြောင့်တက်ရောက်မှုတွေအများကြီးရှိလာမယ်လို့ဒီသက္ကံကပြောပါတယ်။အခုချိန်ဒီဖြတ်တန်းသွားလာဖို့အတွက်ပြည်သူတွေရှင်းရှင်းလင်းလင်းမသိရသေးတဲ့လွေကျဲကမိုက်ပြီးပန်ဝါစတဲ့ဂိတ်ဒီကို KYA က2024ခုနှစ်မှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့နောက်တရုတ်ဘက်ကပိတ်ထားခဲ့တာဖြစ်ပါတယ်။ကျွန်တော်စူးသူအောင်ပါ။ မေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာဂျပန်ဝန်ကြီးချုပ်သစ်ဆာနာအဲတာကာအီချီနဲ့တိုကျိုမြို့မှာတွေ့ဆုံပြီးကုန်သွယ်ရေးနဲ့မြေရှားသတ္တုသဘောတူစာချုပ်တွေချုပ်ဆိုခဲ့ပါတယ်။သမ္မတထရန့်ကိုနိုဘယ်ငြိမ်းချမ်းရေးဆုအတွက်အမိစင်းတင်သွင်းသွားမယ်လို့လည်းဝန်ကြီးချုပ်တာကာအီချီကပြောကြားခဲ့ကြောင်းအင်ဗီရောကထုတ်ပြန်ထားပါတယ်။အော်တိုဝါလာ28ရက်နေ့ကတွေ့ဆုံမှုမှာမြေရှားနဲ့အရေးပါတဲ့သတ္တုတယံဇာတာတွေထောက်ပံ့ရေးဆိုင်ရာမူဝါဒသဘောတူညီချက်ကိုခေါင်းဆောင်နှစ်ဦးလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ ဒီတွဲဆောင်မှုဟာနိုင်ငံနှစ်ခုကြားမဟာမိတ်ဆက်ဆံရေးအတွက်ရွှေခေတ်စ်ကိုဖော်ဆောင်လိုက်တာဖြစ်တယ်လို့ခေါင်းဆောင်နှစ်ဦးစလုံးကပြောကြားခဲ့ပါတယ်။သမ္မတထရန့်ကဂျပန်နိုင်ငံရဲ့ပထမအဆုံးအမျိုးသမီးဝင်ကြီးချုပ်ဖြစ်လာတဲ့တာကာအီချီကိုချီးကျူးပြောဆိုခဲ့ပြီးထူးချွန်တဲ့ခေါင်းဆောင်တဦးလို့သုံးနှုန်းခဲ့ပါတယ်။ဝင်ကြီးချုပ်တာကာအီချီကလည်းဂျပန်ရဲ့စီးရေးအတုံးစိတ်ကိုတွန်းမြင့်သွားမယ်အစီအစဉ်ကိုအချိန်မြင့်လှုပ်ဆောင်သွားမယ်လို့ကတိပြုခဲ့ပါတယ်။ခေါင်းဆောင်နှစ်ဦးဟာနောက်ပိုင်းမှာတိုကျိုမြို့အနီး ယိုကိုစုကာမှာရှိတဲ့အမေရိကန်ရေတပ်အခြေစိုက်စခန်းကိုတွားရောက်လည်ပတ်ဖို့စီစဉ်ထားပါတယ်ရှင်။ DV ယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါ။ကျမတို့ဖူအီအီနွယ်ပါ။ကြည့်ရှုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။